မြန်မာနိုင်ငံရဲ့ပထမဆုံးပြည်ပဆိုင်ရာကုန်းတိုက်ဖြစ်တဲ့ Paxon FMI ကိုမေလ17ရက်နေ့မှာရန်ကုန်မြို့ FMI စင်တာမှာဖွင့်လှစ်လိုက်ပါတယ်။အလှကုန်ပစ္စည်း fashion သုံးဆောင်နဲ့အိမ်သုံးပစ္စည်းတွေကိုတနေရာထဲမှာဝယ်ယူနိုင်တော့မဲ့ Paxon FMI ဟာအထက်လေးတက်ပါတဲ့မူလာ FMI စင်တာကိုပြန်လည်ပြုပြင်ပြီးဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ကုန်းတိုက်ဖွင့်ပွဲလာရောက်သူတွေကိုအဆိုတော်ဖြူဖြူကြော်သိမ်းတဲ့ Uranian ကဖွဲ့ကဖြောပြတင်ဆက်ခဲ့ပါတယ်။ဒုတက်ပြောင်းလဲလာနေတဲ့မြန်မာပြည်မှာ မျိုးပြရဲ့ကျေပြန့်လာတဲ့ဈေးကွက်နဲ့လူလက်တန်းစားတိုးမြင့်လာနိုင်ခြင်းရှိမှုတွေကိုမျှော်မှန်းပြီးကုန်တိုက်ကိုဖွင့်လှစ်တာဖြစ်တယ်လို့အရေးသွေးဆန်မီတဲ့ကုန်ပစ္စည်းတွေကိုဝန်ဆောင်မှုအပြည့်နဲ့ရောင်းချဖို့ရည်ရွယ်တာဖြစ်တယ်လို့မြန်မာပတ်စွန်ကုမ္ပဏီရဲ့ Managing Director ကဆိုပါတယ် Uh, the reason the reason because is uh, the, the country opened up and uh, have uh, make a lot of uh, policies are very this uh, uh, investor friendly ပတ်စုံကုန်တိုက်တွေကိုမလေးရှားတရုတ် ဗီယက်နမ်အင်ဒိုနီးရှားနဲ့တီရီလင်္ကာနိုင်ငံတွေမှာဖွင့်လှစ်ခဲ့ပြီးရန်ကုန်မှာပထမဆုံးဖွင့်လှစ်တာဖြစ်တယ်လို့မကြာခင်မှာလဲအခြားမြို့တွေမှာဖွင့်လှစ်သွားဖို့ရည်ရွယ်ထားတယ်လို့လည်းဆိုပါရယ်